နှစ်စတုန်းက2025ခုတုံညသည်ကိုလုံးကြမယ်ကိုလုံးထွက်မယ်ဆိုပြီးတော့ပြောခဲ့တယ်တုံညအပါကဏ္ဍပြန်ကြမယ်လို့ပြောခဲ့တယ်တုံည6ကအာမွေကဏ္ဍ6ကဒဲမွေကဏ္ဍเนาะအဲ့ဒီဖြစ်စဉ်တွေကမှတုံညလေးလေးအာတုံညတုံညလေးအာစောင်းတုံညခွန်အာဆိုပြီးတော့ဒီစနစ်ထဲကနေပြီးတော့ဦးနဲ့ပြောခဲ့တာရှိတယ်ပေါ့နော်ခင်ဗျားတော့ဟောအခုဒီထဲမှာကြည့်နေတယ်ပေါ့နော်ဒါတုံညပါလေကဏ္ဍလေးပြပေးပါဆိုတဲ့ဦးနဲ့ရအမကန်မိတ်ဆွေကြည့်နေပါတယ်เนาะအခုဦးနဲ့ပြပေးလိုက်ပါပြီ ငါးပရိတ်၃ချက်တန်းတယ်နော်ဟောဒူးပရိတ်၃ချက်တန်းတယ်နော်၃ညပရိတ်၃ညပရိတ်၃ညပရိတ်လို့၃ညပရိတ်၃ချက်တန်းတယ်၃ညပရိတ်၃ချက်တန်းပြီးတာ ਨੇ ပထမဦးဆုံးသူကဘာလေးလုတ်ခဲ့ရမလဲဆိုတော့ပထမဦးဆုံး၃ညပရိတ်ရဲ့ဒီ taste နောက်ပိတ်ရဲ့အလေရဲ့ taste ရဲ့၄၃၃ညနော်အဲ့ဒီ၄၃၃ညဆိုတာဒီသူ့ရဲ့ညာပဲပေါ့နော်သူ့ရဲ့ညာပဲတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်မြောက်တဲ့မှာ၄၃၃ညဆိုပြီးကနေပတ်လေထွက်တယ်ထွက်ပြီးတော့မှဒုတိယ ုံညာပရိရဲ့နှစ်ထဲမှာတုံညာခါနဲ့ကနန်းဒီကိုတုံညာ၆ဒီအဲ့ဒီနှစ်ထဲမှာလေးခါရဲ့ဇောင်းမှာတဲထွက်တယ်အဲ့ဒီလိုထွက်ပြီးတော့မှသူ့ရဲ့နောက်တဲ့နှစ်မှာနော်ဒီလိုတုံညာ၃လေးလို့မွေးကနန်းထွက်ပြီးတဲ့တပွဲကျော်က338ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တဲ့နှစ်ကိုထပ်ပြီးထွက်တယ်ဟုတ်ပြီအဲ့ဒီလိုထွက်ပြီးတာနဲ့တုံညာပရိသုံးချက်တန်းကလေးတွေသူရဲ့နောက်တဲ့နှစ်မှာတုံညာဆိုတဲ့ကဏ္ဍဒီဒီမှာတက်လုံးနှလုံးသုံးလုံးလေးလုံး၅လုံး၆လုံး၇လုံး၈လုံး၉လုံးကြတယ် တုံညာကိုလုံးကြတယ်အဲ့တုံညာကိုလုံးကြတဲ့အထက်မှာနော်တုံညာပါတဲ့မွေးကနန်းဒီ6တုံညာခွန်ပတ်လဲကြတယ်၄နှလုံးတုံညာကြတယ်တုံညာနှလုံး၄ကြတယ်ဟုတ်ပြီအဲ့ဒီတော့ဒီပထမတုံညာမှာလဲမွေးကနန်းထွက်ခဲ့တယ်ဒုတိယတုံညာပရိမာလဲမွေးကနန်းထွက်ခဲ့တယ်အခုတတိယတုံညာပရိမာကျသူ့ရဲ့အပေါ်တပွဲကြုံမှာနော်တုံညာတစ်လုံး6ထိတ်နဲ့3ညာတလုံးအပါ6တုံညာတွဲ6တုံညာ1ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာနှစ်ခါတောင်ထွက်တယ်ပေါ့နော်ဒါပရမတ်တကက်အဲ့ဒီလိုထွက်ပြီးတာ ਨੇ 6တုံညတော့နေအဲ့လိုထွက်ပြန်နေအဲ့ဒီနှစ်ထဲမှာ3 6တုံညဆိုတဲ့ကနေဒီပြန်ကြပြန်ကြရဲ့အောက်က9 5 6ကလည်း9 5 6ဆိုပြီးဒက်ထွက်တယ်ပေါ့နော်ဒါမွေးကနေအရာပထမတက်ပြီးပါတယ်ဒုတိယကမှလည်းအဲ့ဒီလိုပဲတုံညပရိတ်3ချက်တန်းတယ်တုံညခွန်တစ်ဆိုတဲ့ကနေဒီတနှစ်နှစ်နှစ်3နှစ်4နှစ်မြောက်တဲ့မှာတုံညခွန်တစ်ကနေပတ်လေထွက်တယ်ထွက်ပြီးကြနေဒုတိယတုံညပရိတ်နှစ်ထဲကတုံညခါနဲ့ကနေဒီအဲ့ဒီနှစ်ထဲမှာပဲလေးခါရဲ့ဆောင်းမှာဒက်ထွက်တယ်အဲ့ဒီလိုထွက်ပြီးကြနေ သူ့ရဲ့တပွဲကျော်ကငါးငါးရှိဆိုတဲ့ကညာသည်သူ့ရဲ့နောက်တစ်နှစ်မှာဒဲလိုက်ထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာတုံညသည်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးခုနှစ်လုံးရှစ်လုံးကိုးလုံးလို့ကြတယ်တုံညကိုးလုံးလို့ကြတယ်ကြပြီးတော့အဲ့တုံညကိုးလုံးထဲမှာဘာတွေပါခဲ့လဲဆိုတော့နော်တုံညနှလုံးလေးဆိုတဲ့ကညာပတ်လေထွက်တယ်ခုန်ချောင်းတုံညဆိုတဲ့ကညာပတ်လေထွက်တယ်တုံညလေးလေးဆိုတဲ့ကညာပတ်လေထွက်တယ်နော်ဒီကညာသုံးခွက်ပေါ့ထွက်ခဲ့တယ်ထွက်ခဲ့ပြီးတာနဲ့ဒါဆိုရင်တို့ဒီမှာ နောက်ပိတ်ဆုံးတုံညာပရိရဲ့တပွဲကျော်မှာ6ထိပ်စီနဲ့6တုံညာတွဲ690ဆိုတဲ့ကနန်းကလည်းအဲ့ဒီနှစ်ထဲမှာပတ်လည်ထွက်တယ်။ထွက်ပြီးတော့အဲ့ဒီနှစ်ထဲမှာ404ကခွန်လေးလေးလို့ပြန်ကြတယ်။ကြာရရဲ့အောက်က685ဆိုတဲ့ကနန်းဒီလေးဒဲထွက်တယ်။ဒါဒါဒါဒုတိယကပ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယကပ်မှာတုံညာပရိ3ချက်တန်းတယ်။တန်းတော့ဒီမှာခွန်83ဆိုတဲ့ကနန်းဒီတနည်းနည်းနဲ့3နည်း4နည်းမြောက်မှာလာထွက်တယ်။ခွန်83လို့ထွက်ပြီးတဲ့ဒုတိယတုံညာပရိနှစ်ထဲကတုံညာခါးနဲ့ကနန်းကိုတုံညာ3ဒီ4ခါးရဲ့ဇောင်းမှာဒဲထွက်တယ်။ အဲ့ဒီလိုထွက်ပြီးတော့သူ့ရဲ့တပွဲကျော်ကဦးချောင်းနှစ်ဆိုတဲ့ကညာဒီသူ့ရဲ့နောက်တစ်နှစ်မှာဒါဒဲအောင်နေပေါ့နော်ဒဲအောင်ပြရတဲ့သူ့ရဲ့နောက်တစ်နှစ်ခု2025ထဲမှာတုံညာဒီကိုလုံးကြမှာကိုလုံးကြမှာဆိုဒီမှာနှစ်လုံးဒီမှာသုံးလုံးသုံးလုံးပဲကြာသေးတယ်အဲ့တော့ဒီကနန်းကတော့၄ပင်ကျန်တယ်တုံညာက၅လုံးကျန်တယ်အဲ့၆လုံးကျန်တယ်ပေါ့နော်ကနန်းဒီ၄ပင်ပဲကျန်တယ်တုံညာက၆လုံးကျန်တယ်ဆိုတော့အဲ့ဒီမှာတုံညာကိုလုံးကတော့အပြည့်ကြကျန်လဲကြမယ် ်မကြရင်လည်းမကြတော့ဘူးပေါ့ပထမနှစ်ကတ်မှာတော့အဲ့လိုကြခဲ့တယ်ဟုတ်ပြီအဲ့လိုဖြစ်ခဲ့တဲ့အတွက်အဲ့ဒီနှစ်ထဲမှာနော်လေးနှလုံးတုံညာလည်းထွက်ရမယ်တုံညာနှလုံးလေးလည်းထွက်ရမယ်ခြောက်တုံညာကုန်လည်းထွက်ရမယ်ဒါလည်းတကွမှမထွက်သေးဘူးအဲ့လိုဖြစ်တဲ့အတွက်ဒီနောက်ဆုံးကြတဲ့တုံညာပရိရဲ့တပွဲကျော်က6ထိပ်စီနဲ့6တုံညာအတွဲပါတယ်ကနေ650ဆိုတဲ့ကနန်းကလည်းမွေးကနန်းအဖြစ်နဲ့ထွက်ရမယ်အဲ့လို650မွေးကနန်းအဖြစ်နဲ့ထွက်ပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာ6405 406လို့ပြန်ကြလို့ဖြစ်လို့သူ့အောက်က465ဆိုတဲ့ကနန်းကလည်းမွေးကနန်းအဖြစ်နဲ့ဒဲထွက်ရမယ်အဲ့တော့ဒီဖြစ်စဉ်တွေက အခုချိန်ထိအောင်မွေးကနေနေလဲထွက်မလာသေးဘူး။တုံညာကလည်းတုံလုံးပဲကစားသေးတယ်။အဲ့တော့ဒီပြစ်စင်ဒီတခုခုကတော့ဒါသူကြံခဲ့ရတာပါဗောနော်။ကနန်းက၄ချိန်ပဲကြံတော့တာဟုတ်။ဒါအခုကတုံညာကြိုက်တဲ့မိတ်ဆွေကပြပြပါသလိုဒါဥနေကပြန်ပြပြီ။နော်။အဲ့ဒီမှာသူကထူးခြားဖြစ်စဉ်ကပထမအကပ်မှာလည်းပြန်ကြကြိုက်တဲ့မိတ်ဆွေတွေကတုံညာဖြစ်ရှင်းတော့တုံညာပါတဲ့ကနန်းတုံညာတစ်ချောက်ကပြန်ကြဒုတိယအကပ်မှာလည်းအဲ့လိုပဲတုံညာဖြစ်ရှင်းကြောင့်နော်ဒီရှစ်တုံညာလေးဆိုတဲ့ကနန်းဒီအဲ့ဒီနေ့ထဲမှာပြန်ကြ ဒါဆိုရင်အခုဒီတတိယဖြည့်စင်မှာလဲတုံညာဖြည့်စင်နေကြအောင်တုံညာပါတဲ့ကနေကပြန်ကြဆိုတော့900နဲ့300တုံညာ900နဲ့လဲဒါပြန်ကြဖြစ်နေဒီဘွဲမှာကြိုက်တဲ့မိတ်ဆွေတွေကကစားလိုက်ပေါ့ဗျာနော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်ကဒါနော်ဒါတုံညာကြိုက်တဲ့မိတ်ဆွေတွေအတွက်ကိုနှွေးရင်နဲ့မွေးကနန်းလေးတွေပြပေးပါဆိုလို့အဲ့ဒီ site လေးကိုပြပေးလဲကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့အခုပြမယ်ကစားွက်လေးကနော်အားလုံးပဲမျောနေကြတယ်ထွိုင်ကနန်းလေးပေါ့နော်ထွိုင်ကနန်းလေးကိုဒါဦးနိုင်က ပထမဦးဆုံးစပြီးတော့ပြပေးမယ်ပေါ့နော်။အခုနိုင်တစ်ထိုင်ကိုပြပေးမယ်နော်။အဲ့တော့ line ပေါ်မှာဆရာတော်တော်များများကဒီနှစ်ထဲမှာပေါ့2020နဲ့5ခုနှစ်ထဲမှာဆရာတော်တော်များများဟာထိုင်ကြမယ်ဆိုတဲ့စနစ်ဒီနော်။ကို့အမြင်သူ့အမြင်တွေနဲ့မတူအောင်ကိုအားလုံးကစေတနာကိုရှေ့ထားပြီးတော့တင်ပြတာကိုတွေ့ရှိရတယ်ပေါ့နော်။အဲ့ဒီမှာဦးနိုင်တို့ကထိုင်ကနန်းကြမယ်စနစ်ဒီကတော့တွေ့တာဟုတ်ပြီ။ဒါဆိုရင်တို့ကထိုင်ကနန်းစစ်ွက်ထဲကနေတို့ကတစ်ခွက်ကိုပဲတို့ကရွေးရတော့မှာပေါ့နော်။ အဲဇူးရအောင်မယ်ဆိုတော့အဲ့ဒီဆဲကွက်ထဲမှာတစ်ခွက်ကိုဒါဥနေကတော့ပြောက်နေတဲ့တစ်ကိုရွေးလိုက်တဲ့အနေထားမျိုးကြောင့်ဒါဥနေကတော့တစ်ထွန်းဆိုတဲ့ကနန်းလေးကိုနော်ဒါပြပေးမှာဖြစ်တယ်အဲ့ဒီတစ်ထွန်းကဥနေကခုနှစ်ချိန်မှာတော့ကအော်ဂနိုင်းဖြစ်နေတစ်ထွန်းကိုကစားခဲ့တယ်နော်ခုနှစ်ချိန်ပြီးတော့ဆက်ခုနှစ်ချိန်မှာအဲ့ဒီတစ်ထွန်းကိုအော်ဂနိုင်းဖြစ်နေကစားခဲ့တယ်ဒါကဆက်ခုနှစ်ချိန်ပြီးတော့လေထို့အတူပဲဥနေတို့ခုနှစ်ချိန်ဆက်ခုနှစ်ချိန်ပြီးတော့ ဒီ16ချိန်မှာတော့လည်းအိုက်တစ်ထွိုင်ကို ပတုတ္တအော်ဂနိုက်ဖြစ်နေကစားခဲ့တယ်နော်ကစားခဲ့တော့ညာလေဒါဦးနန်းတို့ကစားခဲ့တဲ့ပွဲဒီမှာတစ်ထွိုင်ကလုံးဝမထွက်ခဲ့ဘူးပေါ့နော်တစ်ထွိုင်ကလုံးဝမထွက်ခဲ့ဘူးဒီမှာဒါခုနှစ်ချိန်မှာတော့တစ်ထွိုင်ကိုပတုတ္တအော်ဂနိုက်ကစားတာဒါခုနှစ်ချိန်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲ့ခုနှစ်ချိန်ပြီးတော့ဦးနန်းတို့ဒီမှာဒါဒါ16ချိန်နော်16ချိန်မှာလည်းပတုတ္တအော်ဂနိုက်ကိုတစ်ထွိုင်တစ်ခွက်တည်းပဲကစားခဲ့တာနော်ဟုတ်ပြီအဲ့ဒီလိုကစားပြီးတာနဲ့ ခုနှစ်ချိန်ဆက်ခုနှစ်ချိန်ပြီးတော့ဒီမှာ16ချိန်နော်ခုနှစ်ချိန်မှာကစားရတယ်ဆက်ခုနှစ်ချိန်မှာကစားရတယ်အခုဒီမှာ16ချိန်မှာလဲပါတုတ္တ organ နဲ့ကစားခဲ့ဒီတွတ်ထိုင်ဆိုတဲ့ကဏ္ဍကိုဒါပေမဲ့ဥနိုင်ဒီခုနှစ်ချိန်ဆက်ခုနှစ်ချိန်16ချိန်မှာကစားတာဒီတွတ်ထိုင်တာလုံးဝထွက်မလာခဲ့ဘူးဟုတ်ပြီဒါဆိုရင်အဲ့တော့ဥနိုင်ရဲ့မိဆွေတွေကိုထွန်ကြိုက်တဲ့မိဆွေတွေကိုအခုဒီ20ချိန်မှာလဲပြတ်ထိုင်ကိုဥနိုင်ပြရမယ်အကယ်၍20ချိန်မှာကံအကြောင်းမလားလို့ဒီတွတ်ထိုင်ဆိုတဲ့ကဏ္ဍလေးကမထွက်ခဲ့ဘူးဆိုရင်ကြံ3ချိန်မှာ မွေးထိုးခြင်းနဲ့မိတ်ဆွေတွေမွေးထိုးလိုက်ပေါ့ဗျာနော်ကဲကောင်းပြီဒါဆိုအခုနေစကြမယ်ဒါလေးကလေးကစီလေးနော်လေးကစီလေးဒီလေးကစီကနေပြီးတော့ပြီးခဲ့တဲ့ပွဲမှာပြီးခဲ့တဲ့ပွဲမှာဒါခွန်ငါးနှစ်ဆိုတဲ့ကနေမွေးကနေပြမှာဆိုလို့ဒီတိကနေပြခဲ့တယ်နော်အဲ့တော့ဒီ line တွေကနေပြီးတော့အခုတစ်ထိုင်ကိုပထမဦးဆုံးအုံးနဲ့ကစားပြရှီပေါင်း6သုံးလုံးတုံညဗရိတ်တုံညဒီသုံးလုံးတုံညရှီပေါင်း6သုံးလုံး9ဗရိတ်9ဒီသုံးလုံး9 ရှေးပေါင်း6 3လုံး8ပရိတ်8ဒီ3လုံး8ရှေးပေါင်း6 3လုံး9ပရိတ်9ဒီ3လုံး9အတိုင်းမျိုးတဲတာတဲတော့ကောင်းပြီဒီ3လုံးပေါင်းခြင်း8ဒီ3လုံးပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်း3ညဒီ3လုံးပေါင်းခြင်း1ဒါစီနီယာနေအကုန်ထောက်လိုက်တယ်ထောက်လိုက်တော့ဟုတ်ပြီဒါဆိုရင်အဲ့ဒီ site ကနေပြီးတော့နော်အများနဲ့မတူတဲ့ကဏ္ဍတစ်ခွက်ကိုမွေးကဏ္ဍအဖြစ်နဲ့ဦးနိုင်ကဒီဘွဲမှာကစားမှာအဲ့တော့ပထမကတ်မှာဒီဖြစ်စဉ်ကိုတဲလိုက်တယ်တဲပြီးတာနဲ့ဒီ တုံညာပရိရဲ့ဒီပဲဆောင်းပါနော်56 56အတွဲကိုဒီပရိက6နဲ့နော်56အတွဲကိုဒီမှာ56တွဲနော်ဒီမှာ56အတွဲကိုဒီပရိဒီ6တလုံးကတ်လိုက်56ကိုဆိုရဲအာကနန်းပတ်လေဒီဒီပရိတုံညာရဲ့ဒီပဲနှစ်မှာ56ဆိုရဲကနန်းပတ်လေဒီမှာလာထွက်တယ်နော်ဟုတ်ပြီဒုတိယအကတ်မှာလည်းအဲ့လိုပဲဖြစ်စဉ်ကိုတည်လိုက်တယ်တည်ပြီးတယ်ဒီမှာရှိတာ54အတွဲ54အတွဲကိုဒီပရိက1နဲ့နော်54အတွဲကိုပရိ1နဲ့ နော်ငါးလေးနှစ်ဆိုတဲ့ကဏ္ဍပတ်လေးရလဲသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကံမှာဒီဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်လိုက်တော့ဒီမှာ40ကိုတွဲ၄ကိုတွဲကိုဒီပရိက္ခခွန်နဲ့နော်ဒီမှာ၄၄ကိုတွဲကိုပရိက္ခခွန်ကတ်လိုက်နော်၄ကိုတွဲကိုပရိက္ခခွန်ပိုင်နဲ့၄ကိုခွန်ဆိုတဲ့ကဏ္ဍအာဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီနေရာမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီစတုထအကတ်မှာဒီဖြစ်စဉ်လေးကိုတည်လိုက်တယ်ဒီမှာရှိနေတာဒီတစ်နှလုံးနော်တစ်တစ်အတွဲကိုဒီပရိက္ခတစ်နဲ့ကပ်ပြီးတော့ တစ်ထွိုင်းဆိုတဲ့ကဏန်းကိုနော်တစ်ထွိုင်းဆိုတဲ့ကဏန်းကိုနိုင်တော်ကဒီ2025ခုနှစ်မှာကြာကျင်တာကြာကျင်တော့ဒီပထမအကက်မှာဒီ56အတွဲကိုဒီပရိတ်ကိုးတလုံးပိုင်နဲ့ကပ်ပြီးတော့96ခုဆိုတဲ့ကဏန်းပတ်လေဒီမှာကြာတော့မယ့်အချိန်မှာသူ့ရဲ့မြင်းကုံမှာတုံညာခါနော်စုံစီနီယာထောက်မှကြာတယ်ကလင်နာလေးရှုပ်သွားမှဆိုလို့ကျန်တာလေးမပြတော့ဘူးတုံညာခါရဲ့မြင်းကုံမှကြာတယ်ဒုတိယအကက်မှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ငားလေးတွဲကိုဗရိတ်နှစ်ကပ်ပြီးတော့ငားလေးနှစ်ဆိုတဲ့ကဏ္ဍပတ်လေဒီတုံညာခါပြီးတော့နှစ်ခါစုံစီနီယာနှစ်ခါရဲ့မြင်းကုံမှကြာတယ် တတိယအကချစ်စင်ကလေးကိုတည်လိုက်တယ်လေးကိုတွဲကိုဗရိတ်ခွန်နဲ့လေးကိုခွန်းဆိုတဲ့ကနန်းပတ်လက်သည်နော်ဒီမှာကြမ်းမဲ့ချိန်မှာ၃ညခါနှစ်ခါပြီးတော့၄ခါရဲ့ညင်းကုန်မှာကြာတယ်ဟုတ်ပြီဒါဆိုရင်စရုပ်ထအကမှာချစ်စင်လေးကိုတည်လိုက်တယ်တင်းနှလုံးအပူကိုဒီဗရိတ်တက်ကပ်ပြီးတော့တစ်ထွိုင်းဆိုတဲ့ကနန်းသည်နော်၃ညခါနှစ်ခါ၄ခါအခုဒီမှာ၆ခါငုတ်တုပ်ကလေးထိုင်းနေတယ်အဲ့တော့ဒီနေရာလေးမှာဒါဦးနိုင်ကတစ်ထွိုင်းဆိုတဲ့ကနန်းလေးကိုဒါကြကျင်နေပေါ့နော်အတူရဲ့အောက်မှာလဲဒါစုံစီနီယံထောက်တဲ့ ကစားကွက်ကတော့မရှိတော့ဘူးဒါနောက်ဆုံးပဲဒါဆုံးစီနီယံထောက်ပြီးတော့ဒီနေရာလေးမှာတစ်ထွိုင်ကိုကစားပြလိုက်တာကဲကောင်းပြီဒါကတစ်ထွိုင်ကတက်မှုပေါ့ဗျာနော်ကဲဒါလေးကက်စီနဲ့ပြမယ်ဟုတ်ပြီဒါဆိုရင်တို့ကလေးကက်စီနဲ့ပြပေးပြီးပြီဆိုတော့နောက်တစ်ခါသုံးကက်စီလေးနဲ့ကစားပြနော်သုံးကက်စီနဲ့ကစားပြမယ်အဲ့တော့ခုဒီသုံးကက်စီနဲ့ကစားမှာလဲဒါဥနဲ့တို့ဒီမှာသုံးကက်စီကိုမှလုံးဝဗရိတ်ဒီရောပေါင်းကြီးနေရောအကုန်လုံးချုပ်ပြီးတော့ကစားပြမယ်ပေါ့နော်ကစားပြမယ်ဆိုတာကသူ့ရဲ့ ီကျော်ရဲ့စီစင်းပုံတွာလာလှုပ်ရှားနေတဲ့ကစားပုံတွေကအင်မတန်စိတ်ဝင်စားစရာကောင်းတယ်နော်အင်မတန်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီတော့ပထမဦးဆုံးဒါဦးနိုင်တို့ဘလို့ပုံစံမျိုးတိုင်မင်ကိုတင်မလဲဆိုတော့နော်ဒီသုံးလုံးပေါင်းခြင်းကိုဘွားကိုကိုပါဝါ၄ပြည့်နော်အဲ့ဒီလိုကစားပြီးတော့မှဒီသုံးလုံးပေါင်း၁၁ရဲ့နှက်ခတ်ကိုဒီသုံးလုံး၈ဒီသုံးလုံး၈လို့ထည့်ထည့်ပြီးတော့မှ ဒီ၃လုံးတုံညကိုဒီ၄လုံးတုံညပါလို့လမ်းပြီးထည့်လိုက်တယ်ဒါပရမတကယ်ဒုတိယကမှလည်းအဲ့လိုပဲဒီ၃လုံးပေါင်းကိုဒီ၄လုံးပေါင်းကိုဗရိတ်၄ဒီ၃လုံးပေါင်း၁၁ရဲ့နှစ်ခါဒီ၃လုံးပေါင်း၈ဒီ၃လုံးပေါင်း၈လို့ကစားပြီးတော့မှဒီ၃လုံးတုံညကိုဒီ၄လုံးတုံညလို့ထည့်လိုက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကမှဒီ၃လုံးပေါင်းကိုဒီ၄လုံးကိုဗရိတ်၄နော်အဲ့တော့ဒီ၃လုံးပေါင်း၁၁ရဲ့နှစ်ခက်ကိုဒီ၃လုံး၈ဒီ၃လုံး၈လို့ကစားပြီးတော့ နော်ဒီသုံးလုံးတုံရဖို့ဒီနှလုံးတုံရဆိုပြီးတော့ဒါ frame ကိုစပြီးတော့တည်လိုက်တယ်တည်ပြီးတာနဲ့ကောင်းပြီနော်အဲ့လိုတည်ပြီးတာနဲ့သူကလာတော့မှဇလန်းကနော်ဒါ frame ကိုစပြီးတည်လိုက်တာအဲ့ဒီလိုတည်ပြီးတာနဲ့ဒီငါးစွန်းတဲ့ခုနေထဲမှာပထမဒီအဝါရောင်လေးတွေပဲကြည့်လိုက်ပေါ့ဒီချိန်နဲ့နှစ်ချိန်မှာကစားမှာနော်ဒီငါးစွန်းတဲ့ခုနေမှာဒီအဝါရောင်လေးတွေကနန်းလေးလုံးပေါင်းခြင်းဒီခွန်းအဲ့ဒီခွန်းကိုငါးနဲ့နှစ်နဲ့ခွန်းရှေ့ပေါင်းခွန်းလို့ထည့်တယ်လေးလုံးပေါင်းခွန်းငါးနဲ့နှစ်နဲ့ခွန်းရှေ့ပေါင်းခွန်းလို့ခွန်းဖြစ်ရှင် ုံးမျိုးကစားတဲ့အတွက်အဲ့ဒီခွန်ဒီနောက်မှာပူးမှာခွန်နှလုံးဒီနောက်မှာပူးမှာလေလုံးပေါင်းခွန်ထိတ်နေပိတ်နေခွန်ရှေပေါင်းခွန်ခွန်ဖြစ်ချင်းကြောင့်ခွန်နှလုံးဒီနောက်မှာပူးမှာပူးပြီးတာနဲ့သူ့ရဲ့ဒီဆောင်မှာဒီသုံးလုံးပေါင်း၅ဒီသုံးလုံးပေါင်း၅လို့ဖြစ်လိုက်တယ်သုံးလုံး၅ကိုသုံးလုံး၅လို့ထည့်တဲ့အတွက်အဲ့ဒီ၅ကထိတ်စီအဲ့တော့ငါးခွန်ခွန်ဆိုတဲ့ကဏ္ဍဒဲ့သည်ဗရိတ်ကကိုးမှုလို့အဲ့ဒီကိုးဗရိတ်ကလည်းဘလို့ပြန်ကြိုက်မလဲဆိုတော့ဒီနေရာမှာရှေးပေါင်းကိုးတိုင်ပြန်ပွားဝဲအတူတူပဲဒီနှလုံးကကို အဲ့ဒီကိုဒီဒီသုံးလုံးကိုအဲ့ဒီကိုဒီဒီသုံးလုံးကိုဆိုပြီးတော့ကိုပြရှင်ကလည်း1မျိုး2မျိုး3မျိုး4မျိုးထည့်တယ်ထည့်တဲ့အတွက်ဗရိတ်ကိုလို့လည်းကိုက်တယ်ကိုက်တဲ့အတွက်အဲ့ဒီငါးခုံခုံတဲ့ဒီအဲ့ဒီငါးဆုံးတဲ့ခုနှစ်ထဲမှာငါးခုံခုံကနော်ထည့်ကြမှာဟုတ်ပြီထည့်ကြမှာနော်အဲ့တော့ဒီသုံးလုံးငါးကဒီသုံးလုံးငါးလို့ဖြစ်တဲ့ချင်းငါးထိပ်စီးလို့ပေးဖို့အတွက်ကိုလည်းကိုပြိတ်ကိုပါပါလေးပြိတ်လို့ထောက်ပြီးတော့မှအဲ့ဒီငါးထိပ်စီးနဲ့ဒီဖြစ်ခဲ့တဲ့၄လုံးပေါင်းခုံ၂လုံးပေါင်းခုံဒီနှလုံးခုံဟာ ခွန်ခွန်အပူးနဲ့ငါးခုံခုံတဲ့ဒီဒီနေရာကိုလာကြမယ်။သူကြတော့မဲ့အချိန်မှာထောက်ချက်ကလေးကရိုးရိုးရှင်းရှင်းလေးနဲ့ကစားတာကိုနောက်တော့ပြန်ရှင်းပြမယ်။ဒုတိယကမှလည်းအဲ့လိုပဲဖြစ်စဉ်လေးအားလုံးကိုတင်လိုက်တယ်။ဒီနှလုံးရှင်းနဲ့ဒီနှလုံးရှင်းနဲ့ပေါင်းတော့6နှစ်နဲ့လေးနဲ့ပေါင်းတော့6ရှေ့ပေါင်း6 6ဖြစ်ချင်း3မျိုးကစားရတဲ့အဲ့ဒီ6ဒီနောက်မှာပူးမှာ6နှလုံးပူးမှာပူးတဲ့အတွက်ကိုသူ့ရဲ့ဒီဇောင်းမှာဒီ3လုံး4ဒီ3လုံး4 4ဟာ4လို့ထောက်တဲ့အတွက်ကို4ရထိပ်စီး466ဒဲပေါ့နော်အဲ့ဒီ4ထိပ်စီးပေးဖို့အတွက်ကိုလည်းဒီပရိရှိ10ပါပါ သုံးပရိတ်လို့ထောက်ပြီးတော့မှဒီ၄ရဒီ၄လို့ဖြစ်လို့၄ထိပ်စီနဲ့466ဒဲပေါ့ပရိတ်ဒီ6မို့လို့ဒီနေရာမှာရှေးပေါင်း6ဒီနေရာမှာနှလုံး6ဒီသုံးလုံးက6ဒီသုံးလုံးက6 6ဖြစ်စင်းကလည်း1မျိုး2မျိုး3မျိုး4မျိုးဖြစ်တဲ့အတွက်ပရိတ်6ကလည်းကတ်ရမယ်466ဒဲဒီအဲ့ဒီ9ဆုံးတဲ့ခုနှစ်တဲမှာဒီမှာလာကြတယ်466ဒဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကမ်းမှာဖြစ်စင်းဒီအားလုံးကိုတည်လိုက်တယ်တည်ပြီးတော့ねဒီကနန်း၄လုံးပေါင်းခြင်း၁၄နဲ့9နဲ့ပေါင်းတာ၁ ရှေပေါင်းချင်းဒီတိလို့ကစားတယ်အဲ့တော့လေးလုံးပေါင်းဒီထိတ်နေအပိတ်နဲ့တိရှေပေါင်းတိလို့ကစားတဲ့အတွက်တိနှလုံးဒီနောက်မှာပူးမှာတိနှလုံးပူးပြီးကြတယ်သူ့ရဲ့ဒီဘက်ဆောင်မှာဒီသုံးလုံးပေါင်းတိကိုဒီသုံးလုံးပေါင်းတိလို့ထည့်လိုက်တဲ့အတွက်အဲ့ဒီတိကထိတ်စီတိပူးကိုတိထိတ်စီထည့်လိုက်တဲ့အခါမှာတိထွိုင်းလို့ရရောအဲ့တော့တိထိတ်စီပေးဖို့အတွက်ကိုလည်းဒီမှာဗရိတ်ခွန်ခွန်နော်ဒီမှာဗရိတ်ခွန်ခွန်ပါဝါနှစ်ဗရိတ်ဆိုပြီးသူကထည့်ခဲ့တဲ့အတွက်ကိုတိထိတ်ကလည်းလုံးဝကွက်တိကိုကစားတယ်ပေါ့နော်အဲ့တော့အဲ့တိထွိုင်းဆိုတဲ့ကဏ္ဍဒီသုံးဗရိတ်ဖြစ်တဲ့အတွက်ဒီနေရာမှာရှေပေါင်းသုံးဒီနှလုံးသုံး ီ၃လုံးပေါင်း၃ဒီ၃လုံး၃လို့၃ဖြစ်ချင်းကလည်း၁မျိုး၂မျိုး၃မျိုး၄မျိုးကစားတဲ့အတွက်ဗရိတ်ကလည်းကြိုက်တဲ့အတွက်ကိုတစ်ထွိုင်းဆိုတဲ့ကဏ္ဍကဒါဒီအချိန်လေးကိုကြာမှာကြာမှာဆိုတော့ဒီပထမကတ်မှာခုနပြောခဲ့တယ်လို့အဝါရောင်လေးတွေပေါင်းခဲ့တဲ့လေးလုံးပေါင်းခွန်၂လုံးပေါင်းခွန်ရှစ်ပေါင်းခွန်ကခွန်ပူးမယ်ပူးပြရတဲ့ဒီ၃လုံးကဒီ၃လုံးကဒီ၅ထိပ်အဲ့ဒီ၅ခွန်ခွန်ဒီဒီနေရာမှာကြာတော့မယ့်အချိန်မှာနော်၆ခါပုံဒီဒီနှလုံး၄နဲ့၃ညလို့အရင်စထည့် တုံညလို့စထည့်တယ်ခြောက်ခါဒီပုံဒီဒီနှလုံး၄နဲ့တုံညလို့ထည့်တယ်ထည့်ပြီးတော့မှဒီနှလုံး၄ကိုဒီနှလုံး၄လို့ကစားပြီးတော့မှသူ့အောက်ကိုထည့်တယ်နော်ဒုတိယကမှလည်းအဲ့လိုပဲဒီအဝါရောင်လေးတွေပေါင်းလိုက်တဲ့ခြောက်ဒီနောက်မှပူးမယ်ဒီသုံးလုံးတစ်ကဒီလိုဒီသုံးလုံး၄ရာဒီလို၄ကြောင့်၄ထိတ်လို့ထည့်တော့၄၆၆ထည့်တယ်ဒီဒီနေရာထွက်တော့မယ်အချိန်မှာခြောက်ခါဒီပုံဒီဒီနှလုံး၄နော်ပေါင်းလိုက်ရင်တုံညတုံညလို့ဖြစ်ပြီလားဒီနှလုံး၅ကိုဒီနှလုံး၅လို့ထောက်လိုက်တဲ့အတွက်ဒီနေရာမှာသူကဒဲထွက်တယ် ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာနော်တတိယကံမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်နေလုံးပေါင်းချင်းတစ်နှလုံးပေါင်းတစ်ရှေးပေါင်းတစ်ကြောင့်တစ်နှလုံးပူးမှာအဲ့ဒီတစ်ပူးကိုဒီသုံးလုံးတစ်ဒီလိုတစ်ကထိတ်စင်းနဲ့တစ်ထွိုင်းဆိုတဲ့ကဏ္ဍဒီဒီနေရာလေးကိုထွက်ချင်တာထွက်တော့မဲ့အချိန်မှာလဲ6ခါနဲ့နောက်နှလုံး၄နဲ့၃ညလို့ဖြစ်တယ်ဒီနှလုံး6ကိုလဲဒီနှလုံး6လို့ထည့်တဲ့အတွက်ကိုဒီနေရာကိုဒါစီနီယာလေးတွေပါထောက်ခဲ့တဲ့တော့ဒီနေရာကိုတစ်ထွိုင်းကကစားချင်တာနော်ပထမကတ်မှာသုံးလုံးပေါင်းသုံးညပုံတွေနှလုံး၄ရနှလုံး၄ထောက်တယ်၄ပြီးတော့ နှလုံး၅ကနှလုံး၅လို့ထောက်တယ်၃လုံးပေါင်း၃ညဒီပုံဒီလို့ပြင်မှာထွက်တယ်၄၅ပြီးတော့ဒီနှလုံး၆ကနှလုံး၆လို့ထောက်တယ်ဒီ၃လုံးက၃ညလို့ထောက်ပြီးမှာထွက်တယ်ဒါကတမျိုးနောက်တစ်ခါရှစ်ထိတ်နဲ့ရှေးပေါင်း၃နဲ့ဟာ၁ရှစ်ထိတ်နဲ့ရှေးပေါင်း၄နဲ့ဟာ၂၉ထိတ်နဲ့ရှေးပေါင်း၄နဲ့ဒီ၃၁နဲ့၃ဆိုပြီးစီနီယာထောက်တဲ့အတွက်ဒီနေရာလေးမှာထွက်ရှင်တာကောင်းပြီအပြည့်ပြည့်ဒါကတော့ချွင်းချက်အနေနဲ့ပြောတာအပြည့်ပြည့်ဒီထောက်ချက်နဲ့မကစားပဲနဲ့နော်အဲ့တော့ဒီထောက်ချက်နဲ့မကစားပဲနဲ့ဒီထဲမှာဥနိုင်က၂၃၅ဆိုတဲ့ကဏ္ဍတစ်ခုထည့်ပြီးသားနော် ဲ့တော့အဲ့ဒီမှာဒီထောက်ချက်နဲ့မှာကစားပဲနေတယ်ပထမ39နှစ်ပတ်လည်ရအောက်ကိုထွက်တယ်ဒုတိယ36နှစ်ရအောက်ကိုထွက်တယ်ခုတတိယပေါ့35နှစ်เนาะ35နှစ်ဆိုတဲ့ကဏ္ဍထွက်ပြီးတဲ့အောက်ကိုထွက်မယ်ဆိုလဲသူကလိမ်ပြီးထွက်မယ်ဆိုရတယ်အဲ့နှစ်35ကတော့ဒုတိယလိုက်ကြမှာပြမယ်နော်ဒါတော့ဒါတစ်ထွိုင်ကိုလှလှပပလုံးကောက်စနစ်နဲ့ပေါင်းချင်းစနစ်နဲ့ပြိပပါချုပ်တဲ့စနစ်ကိုဒါဥနိုင်ကလုံးကစီနဲ့ပြပေးတာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တစ်ထွိုင်နဲ့ပတ်သက်ပြီးတော့ဥနိုင်ပြခဲ့တာဒီလေးကဆိုင်ကတစ်မျိုးပြခဲ့တယ် ်နော်လေးကစိုက်ကတမျိုးပြခဲ့တယ်နော်လေးကစိုက်ဒီတမျိုးပြခဲ့တယ်ပြထိုင်နေပတ်သက်ပြီးတော့နော်လေးကစိုက်ကတမျိုးခုသုံးကစိုက်ကတမျိုးဆိုတော့နှစ်မျိုးရှိပြီနော်ဟုတ်ပြီအဲ့တော့ညုံညာဦးနဲ့နည်းနည်းကြောင်ညာလေးလို့ဝင်လိုက်ပါမယ်နော်အဲ့တော့အခုလိုမျိုးဒါဥနိုင်ကစားတဲ့စီကြောလေးတွေကိုအတူတူလေ့လာခြင်းနဲ့ဆိုလို့ရင်ဒါအင်တာနက်ဖို့တစ်ကြိမ်စာကို2000ကျပ်ပေါ့နော်ပထမ6လ2000ကျပ်တနည်းစာကို9000ကျပ်နဲ့ဒါအတူတူလေ့လာနိုင်နေပေါ့နော်ဒါဥနိုင်ကကြော်ညာလေးမျိုး နော်အဲ့တော့အခုတစ်ထိုင်ကိုဦးနိုင်ကြခဲ့တာ၄ကက်စီရတက်မျိုး၃ကက်စီရတက်မျိုးဆိုတော့၂မျိုးရှိပြီပေါ့နော်ကောင်းပြီဒါဆိုရင်နောက်ထပ်ထပ်ပြီးတော့နော်ဦးနိုင်ကပေါင်းရင်းစနစ်လေးလေးနဲ့အခုလိုပြခဲ့တယ်လို့ပဲထပ်ပြပေးမယ်ဒါလေးကလည်း၃ကက်စီလေးပဲအင်မတန်မှရှင်းစရာကောင်းတဲ့ကစားကွက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်နော်ရှင်းစရာကောင်းတဲ့ကစားကွက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီသူ့ရဲ့ကလင်နာပရမဦးနိုင်ပြောခဲ့တယ်လို့ပဲစီးစင်းနေတဲ့ကိန်းကနန်းတွေရဲ့တွမ်းလာလှုပ်ရှားမှုတွေကိုဒါဦးနိုင်တို့က လိလာတုံးတက်ပြီးတော့ဖြစ်နိုင်မှာဖြစ်နိုင်ကစားကွက်လေးတွေကိုချပြရတာဖြစ်တယ်နော်အာဥနိုင်ကိုအပိုင်လေးတစ်ခွက်လောက်ပေးပါဆိုပြီးတောင်းရင်ကတော့ဥနိုင်လည်းမပိုင်ဘူးဥနိုင်တော့မှဘာကနန်းပေါက်ကနန်းမှမတိလို့ကိုအကုန်လုံးရမ်းလုံနေရတာနော်အဲရမ်းလုံနေတာဥနိုင်လည်းပေါက်ကနန်းမတိဘူးရေဒါတို့ကြလေးတွေပြရတာနော်အဲအဲ့ဒါအဲ့ဒါလေးဥနိုင်ပြောပြတာနော်ဥနိုင်အပိုင်လေးပေးပါအပိုင်လေးပေးပါတယ်မပိုင်ဘူးညာနော်မပိုင်ဘူးလေဥနိုင်လည်းရမ်းလုံနေရတာတို့ကြလေးတွေပြပေးနေရတာကြည့်ကောင်းပြီဒါဆိုရင်ဥနိုင်တို့စကြမယ်ဒီမှာ၃ပြည့် သုံးပရိတ်တို့ကစားပြီးသားနဲ့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချပြီးတော့သုံးနှစ်ခတ်ဒီငါးပရိတ်သုံးပရိတ်တစ်ခါနဲ့ငါးပရိတ်လို့ကစားတယ်ကစားပြီးတော့ခွန်ခါကြောင့်သူ့ရဲ့နောက်တစ်နှစ်မှာသုံးချိန်မှာခွန်ပရိတ်ရိုက်တယ်မတကက်ရှိတယ်ဒီမှာလဲသုံးပရိတ်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချပြီးတော့တစ်ခါနဲ့သုံးရနှစ်ခတ်ငါးပရိတ်အဲ့ဒီလိုကစားပြီးသားနဲ့နောက်တစ်နှစ်မှာခွန်ခါကြောင့်သုံးချိန်မှာခွန်ပရိတ်အဲ့မှာတကက်ရှိတယ်ခုတတိယကဒီမှာသုံးပရိတ်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချတစ်ခါနဲ့ငါးပရိတ်အဲ့လိုရိုက်ပြီးသားနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်ခါသူ့ရဲ့နောက်တစ်နှစ်မှာသုံးချိန်မှာခွန်ပရိတ် သုံးသက်စီနော်သုံးသက်စီဒါကတော့ဘာပေါ့ဆက်နှစ်လိုင်းခေါ်တာပေါ့စီကြောလိုင်းမဟုတ်ဘူးဒါကကျဆက်နှစ်ပေါ့သွားနဲ့သွားပုံလာပုံတိုင်ပင်နေမတူဘူးဆက်နှစ်ခေါ်တာပေါ့နော်ဟုတ်ပြီအဲ့ဒီလိုတွေကစားပြီတာနဲ့ပထမကတ်မှာဒီသုံးပရိရဲ့တပွဲကြောမှာသုံးခါလို့ထည့်သုံးပရိရဲ့တပွဲကြောမှာသုံးခါလို့ထည့်ပြီးတော့နော်သူ့ရဲ့တပင်းနှပင်းသုံးပင်ရဲ့ဘေးမှာထိတ်နဲ့ရှေပေါင်းနဲ့သုံးဒီသုံးလုံးသုံးကိုဒီမှာသုံးခါလို့ထည့်ပြီးတော့အဲ့ဒီသုံးကိုလည်းဒီသုံးလုံးသုံးလို့ပြန်ထည့်တယ်ထည့်ပြီးတာနဲ့နှစ်နှစ်ချားပြီးတော့နောက်ပေါင်းသုံးလို့ထည့်တယ် အဲ့ဒီ၃လို့ထည့်ပြရတယ်နောက်တစ်ခါ၂နှစ်ချပြရတယ်ဒီ၄လုံးပေါင်းရင်၃လို့သူပြန်ထည့်တယ်အဲ့တော့ဒီဖြစ်စဉ်ကလေးကိုတည်ပြီးတာနဲ့နော်ဒီနေ့လေးအပေါ်လေးနည်းညှင်တာဒါမှအကုန်လုံးခြုံပြလိုက်ရမှာနော်တည်ဟုတ်ပြီဒီလိုလေးမှဒါမှခြုံပြလိုက်ရမှာအဲ့ဒီတော့ဒီဖြစ်စဉ်ကလေးကိုတည်ပြီးတာနဲ့နော်ဒီ၃လုံး၃၃ခါဒီလို၃ဒီလို၃၄လုံး၃၃ဖြစ်စဉ်ဒီ၁မျိုး၂မျိုး၃မျိုး၄မျိုး၅မျိုးကစားတယ်အဲ့ဒီလို၅မျိုးကစားလိုက်တာနဲ့ ခွန်ကားခွန်ပရိတ်လို့ဖြစ်တဲ့နေထဲမှာသုံးဖြစ်ချင်း၅မျိုးကစားလို့ဒီနေရာလေးမှာသူကသုံးထွန်းဆိုပြီးတော့လာထွက်တယ်ဒါပထမတစ်ခက်ဟုတ်ပြီဒါဆိုရင်ဒုတိယအကတ်နော်ဒုတိယအကတ်မှာလည်းဦးနိုင်တို့အဲ့ဒီလိုပဲဒုတိယအကတ်မှာလည်းဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီသုံးပရိတ်ရဲ့ဝဲကြော်မှာခွန်ကားဒီသုံးလုံးခွန်ခွန်ကားဒီသုံးလုံးခွန်နောက်ပေါင်းခွန်လေးလုံးပေါင်းချင်းခွန်ဆိုပြီးတော့လုံးဝကိန်းတင်းတွေကိုတိတိကျကျလှလှပပကိုကစားထားတာတွေ့ရတယ်အဲ့လိုတွေ့ရတဲ့အတွက်ကိုခွန်ကားခွန်ပရိတ်လို့ရိုက်တဲ့နေ့ထဲမှာ ခွန်ဖြစ်ချင်းဒီတမျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးကစားတဲ့အတွက်ခွန်ကားခွန်ပေးလို့ရိုက်တဲ့နှစ်ထဲမှာခွန်ထရိုင်းဆိုတဲ့ကဏ္ဍလေးဒီမှာလာကြတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကံမှာသုံးပရိလေးထောက်ထားတယ်တစ်ခါနဲ့ပရိငါးလေးထောက်တယ်ခွန်ကားခွန်ပရိလေးထောက်ပြီဆိုတော့သူ့ရဲ့တပွဲကြော်မှာဒီမှာတစ်ခါအဲ့ဒီတစ်ခါလေသုံးလုံးပေါင်းတစ်ကိုတစ်ခါလို့ထည့်ပြီးတော့ဒီသုံးလုံးတစ်ကိုနောက်ပေါင်းတစ်လို့လှမ်းကစားတယ်ကစားပြီးတော့မှလေးလုံးပေါင်းချင်းတစ်ဆိုပြီးတော့လောကအံ့ဩဝယ်ရကစားကွက်ကိုတွေ့မြင်လိုက်ရတယ်ပေါ့နော်တွေ့မြင်လိုက်ရတဲ့အတွက် တိပြည့်ချင်းဒီတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးကစားတယ်တိပြည့်ချင်းငါးမျိုးကစားတဲ့အတွက်ခွန်ခါခွန်ပလေးလို့ကြားတယ်နှစ်ထဲမှာတိထွန်းဆိုတဲ့ကနန်းလေးကိုဒါဦးနိုင်ကဒီအချိန်လေးမှာကစားလိုက်ရှင်တော့လားကောင်းပြီဒါဆိုရင်ဒီပထမအကတ်မှာနော်ပထမအကတ်မှာကစားခဲ့တဲ့ဖြစ်စဉ်လေးကိုတည်လိုက်တယ်တည်ပြီးတဲ့သုံးလုံးပေါင်း3 3ခါ3လုံးပေါင်း3နောက်ပေါင်း3 4လုံး3လို့ဖြစ်လို့3ဖိုင်ဒီဒီနေရာကိုကြားတော့မယ်ဆိုရင်လာပြီဘယ်လိုပုံစံရမှာလဲ တင်းနောက်ပိတ်ပရိငါတင်းနောက်ပိတ်ပရိငါလို့ကစားတယ်ဒီသုံးလုံးတုံညာတုံညာနှစ်ခတ်ဒီလိုခွန်းလို့ထည့်ထည့်ပြီးတော့မှဒီနေရာမှာသုံးထိုင်ကစားတော့မယ်ဆိုရင်ဒီသုံးလုံးကသုံးလို့ထောက်ပြီးတော့မှသုံးထိုင်လို့ကစားမယ်ဒါကပရမတစ်မျိုးဒုတိယဒုတိယကမှာလဲအဲ့လိုပဲဖြစ်စဉ်လေးကိုတင်လိုက်တယ်သုံးလုံးပေါင်းခွန်းခွန်ခါ၃လုံးခွန်နောက်ပေါင်းခွန်၄လုံးခွန်လို့ဖြစ်ခဲ့လို့ခွန်ဖြစ်ခြင်း၅မျိုးကစားတဲ့အတွက်ခွန်ထိုင်ကစားတော့မယ့်အချိန်မှာတင်းနောက်ပိတ်ပရိင္ငါ ပထမကတ်ကလိုပဲဒီသုံးလုံးတုံညကိုတုံညနှစ်ခက်ခွန်းလို့ထောက်ပြီးတော့မှခွန်းထိုင်ထောက်ဖို့အတွက်ကိုဒီနေရာမှာသုံးလုံးပေါင်းခွန်းလို့ထောက်ပြီးတော့မှခွန်းထိုင်ကထွက်ရမှာကဲဟုတ်ပြီဒါဆိုရင်နော်ခုဦးနိုင်တို့ဒီတက်ပြရကတ်မှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်သုံးလုံးပေါင်းတစ်တစ်ခါသုံးလုံးပေါင်းတစ်နောက်ပေါင်းတစ်လေးလုံးတစ်လို့ကစားခဲ့တဲ့အတွက်တစ်ထိုင်ကိုဒါနဲ့ကဒီနေရာလေးကိုကစားတော့မှာကစားတော့မှာဆိုတော့ပထမအကတ်ဒုတိယအကတ်ကလိုပဲတစ်နောက်ပိတ်ပရိန်ငါး သုံးလုံးပေါင်းတုံညတုံညနှစ်ခတ်ခွန်းလို့လေသူထည့်လိုက်တဲ့အတွက်တစ်ထွိုင်ကစားဖို့လေဒီသုံးလုံးကတစ်လို့ထောက်တဲ့တော့ကိုဒီနေရာမှာဒါတစ်ထွိုင်ကစားတော့မှာအင်မတန်မှချစ်စရာကောင်းတဲ့ထောက်ချက်ကလေးကိုဒါပထမအနေနဲ့တွေ့မြင်ရတာနော်အဲ့တော့ဒါပထမဖြစ်စဉ်ထောက်ချက်ကတစ်ပရိတစ်ပိငါးပရိသုံးလုံးတုံညခွန်းသုံးထိုင်ဖြစ်ဖို့အတွက်ကိုသုံးလုံးသုံးလုံးထောက်တာဒါပထမထောက်ချက်တစ်မျိုးအဲ့မှာနောက်ထပ်ထောက်ချက်တစ်ခုဦးနိုင်ထပ်ပြီးပြပေးမယ်နော်နောက်ထပ်ထောက်ချက်ကဒီမှာဒီသုံးလုံးပေါင်းခြင်းကပုံတည်ရှစ်ရှစ်ပါပါကိုဒီသုံးလုံးက 3လို့ဖြစ်တယ်เนาะ10ပါးက3လို့ထည့်ပြီးဒါเนาะထောက်ချက်တမျိုးထပ်ထည့်တာဒုတိယကမ်းမှာလည်းတင့်နောက်ပိတ်ပရိင်9လုံးတုံညာတုံညာနှစ်ခက်ခွန်းလို့ထောက်လိုက်တော့ခွန်းထွန်ထွက်မဲ့အချိန်မှာဒီ3လုံးခွန်းလို့ထောက်တယ်ထောက်တဲ့အချိန်မှာလည်းဒီနေရာလေးမှာเนาะဒီ6နှလုံးနဲ့ဒီကတုံညာနဲ့3လုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းဒီ၈เนาะသုံးလုံးပေါင်းခြင်းဒီ၈လို့ကစားတယ်၈လို့ကစားပြီးတော့မှ၈ရပါပါသည်၅ 8တုံညာနေ3လို့သူကထောက်လိုက်တယ်နော်ဒီမှာဒီ3လုံးပေါင်းခြင်းတွေ8 8ပါပါဒီ3လုံးပေါင်းခြင်း3ဒုတိယအကတ်မှာလည်းဒီ3လုံးပေါင်းခြင်းတွေ8 8ပါပါဒီ3လုံးပေါင်းခြင်း3ဟုတ်ပြီဒါဆိုရင်တတိယအကတ်မှာနော်တင်းတော့ဘိတ်ပရိငါလည်းထောက်တယ်3လုံးတုံညာ3ညာ2ကတ်ခွန်လည်းထောက်တယ်ထောက်ပြန်လည်းတိထောင်ကြဖို့အတွက်ကိုဒီ3လုံးတက်ကလည်းထောက်ပြီထောက်တော့တခါနောက်တစ်မျိုးကဒီ3လုံးပေါင်းခြင်းတွေ8နော်8ရပါပါဒီဒီ3လုံးပေါင်းခြင်းက3လို့တခါပြန်ပြီးတော့ထောက်လိုက်တော့ထောက်ချက်ကစုံလင်းစွာနဲ့2မျိုးဖြစ်သွားတယ်ကောင်းပြီ ဒါဆိုရင်နောက်ထပ်တစ်မျိုးထပ်ပြီးတော့အဲ့ဒီမှာကစားထားတဲ့ထောက်ချက်တွေကိုဦးနိုင်ရှင်းပြနော်အဲ့တော့နောက်ထပ်ထောက်ချက်တွေကဘယ်လိုထောက်လဲဆိုတော့ဒီနေရာမှာဒီနှလုံးကတုံညာဒီနှလုံးတုံညာကိုဒီရှေ့နှလုံးနဲ့ဒီနောက်နှလုံးနဲ့ပေါင်းရင်းဒီတုံညာလို့နှလုံးတုံညာကိုလေးလုံးတုံညာလို့သူထည့်တယ်တုံညာပြီးတော့နှလုံးပေါင်း1လို့ထည့်တယ်အဲ့ဒီ1ကိုလည်းဒီနှလုံးခွန်နဲ့နောက်ပေါင်း4နဲ့ကို1လို့ပြန်ထည့်တယ်နှလုံး1ကို4လုံး1လို့ထည့် ဟုတ်ပြီတုံညာပြီးပြီတစ်ပြီးပြီဆိုတော့ဒီနေရာမှာလုံးဝ၄နဲ့၈နဲ့ဒီနှစ်အဲ့ဒီနှစ်ကိုလေဒီနှလုံးပေါင်း၅နဲ့နောက်ပေါင်း9နဲ့ကိုနှစ်ဆိုပြီးတော့လှလှပပစီနီယာလေးထွက်လိုက်တာကိုတွေ့မြင်ရတယ်ပေါ့နော်အင်မတန်မှကောင်းမွန်တဲ့စိုက်ကလေးဖြစ်တယ်ဗစားခွက်သွမ်းလာဟဲ့ဒါသူ့ရဲ့ခဏရဲ့နေရာမှာသဘောတရားပေါ့နော်အင်မတန်ကောင်းတယ်ပေါ့ကဲကောင်းတယ်အဲ့ဒီတော့ဒါဆိုရင်ဦးနိုင်အခုပြခဲ့တာဒီ တစ်ထွန်နဲ့ပတ်သက်လို့ဒါနဲ့ဆိုရင်ဒါ၃မျိုးရှိပြီပေါ့နော်၃မျိုးရှိပြီကောင်းပြီဒါဆိုရင်နောက်ထပ်တစ်မျိုးကိုဦးနိုင်ဆက်ပြီးတော့ဦးနိုင်ရဲ့မိတ်ဆွေတွေကိုပြပေးမယ်ဒီတစ်ထွန်နဲ့ပတ်သက်လို့ထပ်ပြီးတော့အခုလိုမျိုးပြမယ်ဆိုရင်ဦးနိုင်ဒီမှာတစ်ထွန်နေတာနောက်ထပ်များစွာကြံလေးတယ်တို့တော့နော်လုံးဝကောင်းတဲ့လမ်းလေးတွေကိုပဲဦးနိုင်ကထုတ်ပြခြင်းဖြစ်တယ်နောက်ထပ်စနစ်မတူတဲ့စနစ်တွေနဲ့ပြမယ်ဆိုရင်တစ်ထွန်က9မျိုးလောက်ကြီးရှိတယ်နော်ဒါအခုက3မျိုးရှိပြီပြကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒါလေးကတော့ တုံးကက်စီလေးပေါ့နော်ဒါလေးကိုတော့နိုင်ငံအပြည့်ဆုံးထောက်ချက်ကြီးရေးမပြတော့ဘူးအခုပြမယ့်ထဲကနေပြီးတော့ဒီတစ်ထွန်နဲ့ပတ်သက်တဲ့လိုအပ်တဲ့ထောက်ချက်လေးပဲပြမယ်ကျန်တဲ့ဒေါက်လေးကိုထည့်မပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့2026ခုနှစ်မှာဒီခုစီလိုင်းတွေကနေပြီးတော့ဥနိုင်ကစားမဲ့ကစားကွက်တွေကိုဒီစီလိုင်းတွေကနေပြီးတော့ဥနိုင်မွေးကနေထုတ်ထားတာကို2026ခုနှစ်နော်ဒါဥနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေကိုဒီထက်ကနေပြသထားတယ်ရှိတဲ့အတွက်ကိုမလိုအပ်တဲ့စီးတွေတောက်တွေကိုတော့ထည့်မပြတော့ဘူးပေါ့နော်။ကြည့်ဟုတ်ပြီအဲ့ဒါဆိုဥနိုင်တို့ဒီမှာစမယ် တိခါတိခါကြောင့်ဒီအခွားနဲ့ဒီခါနဲ့တစ်လို့ဖြစ်တယ်ဒီမှာတကက်ရှိတယ်ဂျားထဲမှာသူကတိုင်မင်ကွာဝေးအတူတူပဲတိခါဒီအခွားနဲ့ဒီခါနဲ့တစ်လို့ဖြစ်တယ်ဂျားထဲမှာတိုင်မင်ကွာဝေးနှစ်ရီအတူတူပဲတိခါအခွားနဲ့ခါနဲ့တစ်လို့ဖြစ်တယ်အဲ့လိုအဲ့လိုတစ်လို့ဖြစ်လိုက်တော့ကောင်းပြီတစ်လို့ဖြစ်လိုက်တာ ਨੇ နော်သူ့ရဲ့ဒီပဲနှစ်မှာနော်သုံးထွန်ကြတယ်သူ့ရဲ့ဒီပဲနှစ်မှာနှစ်ထွန်ကြတယ်သူ့ရဲ့ဒီပဲနှစ်မှာဒါပြစ်ထွန်ကြရမယ်ပေါ့ဗျာဒါ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 ဟုတ်ပြီအဲ့3နှစ်တစ်ဆိုတဲ့ဇလန်းနေဒီအကုန်လုံးအလုံးလုတ်ခဲ့တယ်ဒါမဲ့ ီလိုအပ်ချက်လေးတခုပဲပြခဲ့မယ်ကြံတဲ့ထောက်တွေမပြခဲ့တော့နော်အဲ့တော့တစ်ခါအခွနဲ့ခါနဲ့တစ်လို့ဖြစ်လို့သူ့ရဲ့တပွဲကြော်မှာရှိတဲ့ဒီကနန်းလေးလုံးပေါင်းချင်းဒီသုံးလို့သူထည့်ခဲ့တယ်သုံးလို့ထည့်လို့သူ့ရဲ့နောက်တစ်နှစ်မှာဒီနေရာလေးမှာသုံးထွန်းလို့သူကစားတယ်တစ်ခါအခွနဲ့ခါနဲ့တစ်လို့ဖြစ်လို့သူ့ရဲ့တပွဲကြော်မှာဒီလေးလုံးပေါင်းချင်းကနှစ်လို့ထည့်ခဲ့တယ်နှစ်လို့ထည့်လို့သူ့ရဲ့နောက်တစ်နှစ်မှာနှစ်ထွန်းလို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာတစ်ခါအခွနဲ့ခါနဲ့တစ်လို့ဖြစ်လို့သူ့ရဲ့တပွဲကြော်မှာလေးလုံးပေါင်းချင်းဒီတစ်လို့ကစားတဲ့အတွက်ကိုဒါဒီနေ့ထဲမှာ တစ်ထိုင်ကစားမှာအဲ့ဒီ၃နှစ်တည်းဇလန်းနေရအများကြီးရှိတယ်နော်အဲ့ဒီထဲမှာဥနိုင်က2026မှာနော်လုံးဝမွေးကနေနေထုတ်ထားတဲ့အတွက်ကိုကြံတဲ့ထောက်တွေကိုထည့်မပြလို့နော်အဲ့တော့၃နှစ်တည်းကဘာကြောင့်ကြားရလဲလို့ဆိုတာအဲ့ဒီရှင်းကြအဲ့လေးလုံးပေါင်း၃လို့ဖြစ်လို့ဒီနေရာမှာ၃ထွိုင်းလို့ထွက်တော့မယ်ဆိုရင်နော်၃ညာထိတ်စီပုံတွေထောက်မယ်ထောက်ပြီးတော့မှ၃ထွိုင်းဖြစ်လို့မို့ဒီ၃လုံး၃လို့ထည့်၃ပါဝါ၈လို့ပိတ်ပြီးတော့မှသူ့ရဲ့ဆောင်းကို၃ထွိုင်းထွက်တယ်၃ညာထိတ်ပုံတွေစီနီယာစီနီယာရဲ့နှစ်ပွဲတော့မှာထွက်တယ် ဒုတိယကမ်းမှာဒီဖြစ်ချင်းကြောင့်နှစ်ထွန်ထွက်တော့မယ်ဆိုရင်တုံညာထိတ်ကပုံနေစီနီယံကစားတယ်သူရဲ့နှစ်ပွဲကြောင့်မှာနှစ်ထွန်ထွက်မှာမို့လို့ဒီသုံးလုံးနှစ်နှစ်ပါပါခွန်းလို့ပိတ်ပြီးတော့မှာဒီနေရာကိုနှစ်ထွန်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတစ်ခါအခွနဲ့ခါနဲ့တစ်လေးလုံးပေါင်းရင်တစ်ဖြစ်ခဲ့လို့ဒီနေရာမှာတစ်ထွန်ထွက်ဖို့အတွက်ကိုတုံညာထိတ်စီလဲထောက်နေပြီစီနီယံလဲထောက်နေပြီတစ်ထွန်ဖြစ်တဲ့အတွက်ဒီသုံးလုံးတစ်တစ်ပါပါ6ကလည်းပိတ်ခဲ့တဲ့အတွက်ဒီနေရာလေးမှာနော်ဒါလှလှပပတစ်ထွန်ဆိုတဲ့ကစားွက်လေးကိုသုံးကစီနဲ့ 3မျိုး4ကစီနဲ့1မျိုးအမြင်မတူတဲ့ရှုထောင့်ဘောင်းဆောင်ကနေပြီးတော့ဥနိုင်ကအများအားအားပေးနေတယ်ဥနိုင်ရဲ့အမာကန်ဖန်တွေတော့ဘူးခိုင်ကနန်းကြိုက်တဲ့မိတ်ဆွေများနော်တခြားတခြားသောဆရာတွေနဲ့အမြင်နဲ့မတူတဲ့ခိုင်ကနန်းလေးပြောင်းနေတဲ့တစ်ကိုထိုင်ဖြစ်နေကစားပြလိုက်ရခြင်းဖြစ်ပါတယ်နော်ပြန်အဲ့တော့ဥနိုင်နဲ့အတူတူ2020နဲ့6ခုနှစ်အခုလိုပါတူတာ organ လေးတွေကိုအတူတူလေ့လာခြင်းနဲ့ဆိုရင်ဒကြိမ်စာကို2000ကျက်နဲ့ နော်တကြိမ်စာကို2000ကျပ်နဲ့ပထမ6လ2000ပဲတနည်းစာကို5000ကျပ်နဲ့အတူတူလက်တွဲလို့ရတယ်ပေါ့နော်အဲ့တော့ဥနိုင်ကဒါဒါလေးရှင်းအောင်ပြောမယ်ဥနိုင်က member ဆရာမဟုတ်ဘူးနော်အခု2026ခုနှစ်ရေးထားတာကနော်2026ခုနှစ်စီကြောလေးတွေကိုအတူတူလေ့လာမယ်ဆိုရင် internet ဖို့တကြိမ်ကို2000ကျပ်လို့ပဲဥနိုင်ရေးထားတယ်ဒီဘက်မှာပတုတ္တ organer နော်အခုအခုဒီ20နဲ့တကြိမ်မှာပတုတ္တ organer video file 5 file ရိုက်ထားတယ်အဲ့ဒီ5 file ပို့ကောင်ကို internet ဖို့2000ကျပ်တောင်းရခြင်းဖြစ်တယ်နော် ညဒီကနေ့ကပေါက်သီးဖြစ်မယ်မဖြစ်ဘူးဆိုတာဥနိုင်လည်းအပိုင်မသိပါဘူးเนาะအဲ့တော့ဝါဒနာတူတဲ့မိဆွေတွေလေ့လာခြင်းနဲ့ဆိုရင်ကတော့ပထမ6လကို2000ကျွဲတနစ်စာ5000ကျက်နဲ့ဒီဖုန်းနံပါတ်လေးနဲ့เนาะကြေပေးဝေပေးအောက်ရှိတယ်ပေါ့เนาะလှမ်းလာခဲ့ပါလို့ဥနိုင်ဖိတ်ခေါ်တယ်ပေါ့ဗျာเนาะအဲ့တော့အပိုင်ကနန်းလေးပြီးပါအပိုင်ကနန်းလေးပြီးပါလို့အမြဲတမ်းတောင်းနေတဲ့မိဆွေတွေဥနိုင်ပြီးနေတာပေါ့ဗျာအားလုံးကိုပေါက်စီခြင်းလို့မှဥနိုင်တွေ့တယ်မဲ့စီကြောလေးတွေဥနိုင်မြင်တဲ့ကနန်းဆိုင်ကလေးတွေကိုနော်စေတနာရှိထားဝရိယထားပြီးတော့ အပတ်စင်နိုင်ကြပြီကံမတူလို့ဥနိုင်တို့အကျိုးတွေမပေးတာတော့ဥနိုင်လည်းမတတ်နိုင်ဘူးလားနော်အဲ့တော့ဥနိုင်လည်းတကယ်တော့ပေါက်ကနဲအတိအကျမသိပါဘူးရမ်းလုံနေရတာယူနော်ရမ်းလုံနေရတာအဲ့တော့ဆန်သားရှိတဲ့မိတ်ဆွေတွေအခုဥနိုင်ပြတဲ့တစ်ထိုင်လေးကိုထိုးလိုက်ပါနော်ကဲအားလုံးပဲတက်ရှိကျမ်းပါချမ်းသာကြပါစေ2020နဲ့ငါးခုနှစ်ကျန်းအချိန်များပါလေကံတူလို့အကျိုးပေးပါစေလို့ဆုတောင်းရင်းနဲ့2026ခုနှစ်အတွက်ကို မန်ဘာဝင်ရင်နဲ့မိတ်ဆွေများလည်းလှမ်းလာကြပါလို့နှစ်ကဖိတ်ခေါ်ရင်းနဲ့ပဲဦးနိုင်ရဲ့ like လေးကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်နော်။ကဲအားလုံးပဲတက်ရှိကြမှာချမ်းသာကြပါစေ။